ထိုင်းလူမျိုးတွေကြောင့်မီဒီယာဖြစ်ကနေပြီးတော့အသက်ဆုံးရှုံးခဲ့ရတဲ့ကရင်မာလီနော်မုရေဖေကေပရိသက်ကြီးတို့ရှင်းခါကထိုင်းနိုင်ငံဟာမြန်မာနိုင်ငံလောက်တောင်မှဖွံ့ဖြိုးတိုးတက်မှုမရှိသေးခဲ့သလိုခဏခဏဆိုသလိုလည်းမြန်မာနဲ့ရုဒိယကြားစစ်ပွဲမျိုးစုံကြုံတွေ့ခဲ့ကြရပါတယ်ဒီလိုမျိုးဖြစ်ပျက်တွေကြားထဲမှာတော့မြန်မာမျိုးသမီးလေးဖြစ်သူကရင်မာလီနော်မုရေဖေဟာ နိုင်ငံတစ်ခုကြားကအမျိုးစားပင်ဖြစ်ခဲ့ရပြီးထိုင်းပြည်ရဲ့ရွေးကောက်မှုကြောင့်မိဖုရားတစ်ပါးလည်းဖြစ်ခဲ့ရပါသေးတယ်။ဒီဖြစ်ပျက်ဟာပုံမြင်နေတဲ့နိုင်ငံတွေမဟုတ်သလိုတကယ့်သမိုင်းမှာဖြစ်ခဲ့တာမလို့လူကြီးမင်းတို့လည်းဘုဒ္ဓတာတစ်ခုဖြစ်နေနားထောင်ကြည့်လို့ရပါရဲ့ရှင်။ အချိန်ကာလအနည်းနဲ့ပြောရမယ့်ဆိုရင်ထိုင်းပြည်90မြောက်ဖြစ်ခဲ့တဲ့1880 1930ခုနှစ်ကြားမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရမယ်တရက်ဖြစ်ပြီးရောထိုင်းလူမျိုးတွေဟာအခုချိန်ထိဖုံးကွယ်ထားဆဲဖြစ်တဲ့အဖြစ်ပြက်စီတစ်ခုလို့ပြောရင်လည်းမမှားပါဘူးအကြောင်းကတော့ဒီလိုပါအဲ့ခေတ်ကတော့ဗိုင်းဘီယာပရိုဟိတ်ကြီးတွေရဲ့မိတ်ဆွေချက်ရောထိုင်းနိုင်ငံဟာအင်မတန်မှတန်ရှင်းဖြူစေလို့နဲ့အမျိုးသမီးကိုရစ်ပူစော်ပေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ကိုလှုံ့ဆော်ဖို့အကြံပြုခဲ့ကြပါတယ် အဲ့ချိန်ခါအတွင်းမှာတော့မြန်မာပြည်ဟာအတော်လေးအရေးနှိမ့်တဲ့ကာလတစ်ခုဖြစ်တာကြောင့်ထိုင်းပြည်မင်းမြတ်ဟာမြန်မာအမျိုးသမီးတဦးကိုသာရှေ့ပူဇော်ပေးဖို့ရွေးချယ်ခဲ့ပါတယ်။ဒီလိုအချိန်တွေဖြစ်နေတဲ့အချိန်မှာပဲကေရမာလေးဖြစ်တဲ့နော်မှုရေဖေဟာအင်မတန်မှလှသွေးကျေသူတယောက်ဖြစ်ပြီးတော့သူမရဲ့ကောသတင်းတွေကလည်းအတော်လေးကိုမှမွေးကြိုင်နေခဲ့ပါတော့တယ်။ဒါကြောင့်ထိုင်းပြည်ကနော်မှုရေဖေကိုရစ်ပူဇော်ဖို့အတွက်ရွေးချယ်ခဲ့ပြီးတော့အဆင့်ခေါ်ခိုင်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့အသွေးသာနုနယ်လို့နဲ့နောင်မှုရဖေးဟာအင်မကျန်မှလှပလို့တို့တရားဖြစ်တာကြောင့်လန်ခီအတွင်းမှာရင်အရာရှိတဦးရဲ့မတရားလုပ်ကြံမှုကိုခံလိုက်ရပါတော့တယ်။ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာလည်းရစ်ပူစော်ဖို့ယူရထားခဲ့ပေမဲ့သူမရဲ့လာဟာထိုင်းပြည်ရင်ကိုပါယူသွတ်သွားစေခဲ့တာကြောင့်ချက်ချင်းဆိုသလိုမိဖုရားမြပေးအပားတော်မှာခါစားဝင်ခိုင်းစေခဲ့ပါတယ်။နောင်မှုရဖဲအနေနဲ့ကတော့မိမသားတယောက်ဖြစ်တဲ့ပြေတိုင်းတစ်ပါးမှာလည်းဖြစ်နေတာကြောင့်ဘရက်လိုကြတိုင်လက်ခံခဲ့ပေမဲ့သူမရဲ့စိတ်ထဲမှာတော့ အခုလိုမျိုးတစ္ဆာတစ်ခုဆိုခဲ့ပါရင်ငါရဲ့အသွေးနဲ့တိုက်တပါသွေးပေါက်ဆက်ပြီးတော့မွေးလာခဲ့တဲ့အဒီကလေးဟာထိုင်းမင်ရဲ့ဖြစ်သူမောင်တော်ကိုဘယ်တော့မှစိတ်ချမ်းသာမှုမပေးပါစေနဲ့ဆိုတဲ့ဂရုတစ်ခုသာဖြစ်ပြီးတော့တကယ်တမ်းမွေးဖွားတဲ့အခါမှလည်းနော်မှုရဲ့ဖဲရဲ့ရေသွေးတွေဟာနှစ်စိမ့်တိတိဖက်မတေးခဲ့ပါဘူး။ ထိုင်းပြည်အနေနဲ့ကတော့မိဖုရားတွေအများကြီးတွေကမှနောင်မှုရဖဲကိုချစ်ဆုံးဖြစ်နေခဲ့တယ်လို့အခြားမိဖုရားကောင်းတွေထက်လည်းအလေးပေးလို့နာကြောင့်သူမဟာနန်းတွင်းမှာနေရတာပို့ပြီးတော့ကြက်တဲလာခဲ့ပါတော့ ड़ी ဒါကြောင့်မင်းအမျိုးမျိုးကြောက်ချမှုတွေကိုခံခဲ့ရပြီး ရှိပူဇော်ခံခဲ့ရတယ်လို့သူမရဲ့ဂတိသစ္စာခုနှစ်ချက်ဟာလေထိုင်းပြည်နယ်ရဲ့တမိုင်းကျန်းစာထဲမှာယနေ့ထိတိုင်ရှိနေသေးတယ်လို့ဆိုခဲ့ကြပါတယ်။ထိုင်းနိုင်ငံဟာဘရင်စိုးဆန်မင်းပြူတဲ့နိုင်ငံဖြစ်တာကြောင့်မလို့ယနေ့ချိန်ဖြစ်တဲ့ကိုဆက်မြောက်ဘရင်ရောက်တဲ့ချိန်ထိနော်မုတ်ရဲ့ဖရဲဖြစ်စေစာဆုပ်ဟာယနေ့ထိတိုင်ထိသိမ်းထားစေဖြစ်ပါတယ်။ဒါပေမဲ့လည်းမြန်မာပြည်မုံမှာကြောက်တဲ့ထိုင်းတွေကတော့အခုချိန်ထိထုတ်ဖော်ပြောဆိုခြင်းမရှိသလိုပျောက်ကွယ်တိတ်ကောနေစေဖြစ်တာကိုပဲတပုတ်ပြီးတော့သဘောကျနေခဲ့ပါတော့တယ်။ နော်မှုရေဖဲအနေနဲ့ကတော့သူမတောင်းစုပြုခဲ့တဲ့ခုနှစ်ချက်ထဲမှာပါဝင်နေတဲ့တစ်ချက်ကတော့တစ်ချိန်ချင်းမှာမြန်မာတွေကိုထိုင်းနိုင်ငံဟာဒုက္ခရောက်တဲ့ခါတိုင်းခလုံခွေအပြေးဝပေးရမယ်ဆိုတဲ့ချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံရဲ့ဂရီတီဘုံကိုတော့လူကြီးမင်းတို့ယနေ့ထက်တိုင်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။